ဂျန်ရှိကြီးဟာမင်္ဂလာပွဲကျင်းပနေပြီးရုတ်တရက်သတို့သားကသူမကိုနမည်မှားခေါ်လိုက်တာကြောင့်စိတ်ဆိုးသွားပြီးသူဟာသူမကိုတကယ်မချစ်မှန်းသိလိုက်ရပါတယ်။အဲဒီနောက်မှာတော့သူမလည်းသတို့သားကိုပားရိုက်လိုက်ပြီးမင်္ဂလာခန်းမကနေထွက်လာရင်ဘေးနားကခန်းမစီကအတန်ကြားလိုက်ရပြန်ပါတယ်။သူမလည်းပျော်ရွှင်နေတဲ့တခြားဇုံတွေကိုကြည်ငိုယူနေတာပေါ့။တဖက်ဇုံတွေကသတို့သမီးက yes လို့မပြောခင်မှာပဲရုတ်တရက်သူမရဲ့ချစ်သူကခန်းမတွေကိုယောက်လာပြီးအဲဒီသတို့သမီးကလည်းသူမရဲ့ချစ်သူနဲ့အတူခန်းမတွေကနေထွက်ပြေးသွားခဲ့ပါတယ်။ ါနဲ့ပဲရှီချီလက်အခြေအနေအရဆက်ပေါ်တိုင်မင်္ဂလာပွဲကိုဆက်လက်ကျင်းပစီလိုက်ပြီးသူမဟာတကယ့်သရိုးသမီးအစ်စ်ဟန်ဆောင်နေလိုက်ပါတယ်ခနာအကြမှာတော့သရိုးသမီးနဲ့သူမရဲ့ချစ်သူဟာတရုတ်ဆောင်နေဖြစ်နေကြတယ်လို့စင်မော်ကအမျိုးသားကလည်းအထူးဖိတ်ကြားထားသူဖြစ်နေပါတယ်သူတို့ဟာတငယ်ချင်းနဲ့မိသားစုဝင်တွေရှေ့မှာဟန်ဆောင်နေကြတာပါ။သူဟာအိမ်တော်မကြချင်းသေးတဲ့ပြိမဲ့ရှစ်ချီကတော့အရာအလုံးကိုဖျက်ဆီးသွားပြီးသူမဟာအပြစ်မှန်ကိုမသိဘဲဒီလိုလုံးမိခဲ့တဲ့အတွက်သူလည်းအပြစ်မတင်နိုင်ခဲ့ပါဘူး။ သူရဲ့အမြင်ကတော့ရှစ်ချီဟာအတော်လေးရေရာပြီးလှပနေတာကြောင့်သူလည်းရှစ်ချီကိုကျေးဇူးတင်တဲ့အနေနဲ့လက်ဖွဲ့ပစ္စည်းတွေကကြိုက်နှစ်တရာပစ္စည်းကိုရွေးချယ်နိုင်ကြောင်းပြောလိုက်ပါတယ်။သူလည်းရွေးချယ်စရာအနေနဲ့တမ်ဘူကြီးကားတွေနဲ့တန်ပေါင်းများစွာတန်ကြီးရှိတဲ့လက်ဝတ်ရည်နာတွေကိုကမ်းလှမ်းခဲ့ပြီးမယ်။ရှစ်ချီကတော့စာရေးလေးတစ်ခုကိုသာရွေးချယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒီနောက်မှာတော့ကောင်းလေးဖုံးပြောနေတာကိုကြားလိုက်ရတာကြောင့်မိုခါဟာငွေချီးထားပြီးမင်္ဂလာပွဲဇယိတ်ကိုအတုံးပြုခဲ့တဲ့စင်ရဲသားကောင်းလေးတယောက်လို့သူမကယူဆသွားပါရင် ဒါနဲ့ပဲရှစ်ချီလဲပါမယူပြစ်တော့ပဲပြန်ထွက်သွားခဲ့ပြီမဲ့သူမှမသိတာကတော့ကောင်းလေးချေးယူထားတဲ့ပတ်စံဟာဒေါ်လာတန်း200ဆိုတာပါသူဟာမယုံကြည်နိုင်လောက်အောင်ချမ်းသာကြွယ်ဝတဲ့သူတယောက်ပါအဲဒီနောက်မှာတော့မိုးခါကလည်းစာရုပ်စာတမ်းအရာရှစ်ချီဟာသူ့ရဲ့တရားဝင်ဇနီးဖြစ်သွားတဲ့အတွက်ပြန်ခွင့်မပြုတော့ပါဘူးဒီလိုနဲ့ရန်အနေငယ်အကြောင်းမှာတော့မင်္ဂလာပွဲပြတ်သွားတဲ့အတွက်ရှစ်ချီကမိခင်ဖြစ်သူကိုဖုန်းဆက်တောင်းပန်နေပါတယ် အဲ့ဒီအချိန်မှာပဲသူမရဲ့သရိုးသားဟောင်းရောက်လာရင်အရာအားလုံးကိုမေးပြစ်လိုက်ပြီးပြန်လက်ထပ်ကြဖို့ဖြောင်းဖြလာပြန်ပါတယ်။ဒါပေမဲ့သူမကတော့လက်မခံခဲ့သလိုအဲ့ဒီအမျိုးသားဟာသူမကိုတကယ်ချစ်တာမဟုတ်ဘဲတခြားတယောက်နဲ့ဖောက်ပြန်နေမှတီးထားခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ရှစ်ချီနဲ့အဲ့ဒီအမျိုးသားလည်းအခြေတင်တွေဖြစ်နေကြရင်အဲ့ဒီအချိန်မှာပဲကားသုံးစီးရောက်လာပြီးကားပေါ်ကဆင်းလာခဲ့တဲ့မိုးခါနဲ့လုံခြုံရေးတွေကလည်းရှစ်ချီရဲ့သရိုးသားဟောင်းကိုထိုးကျိတ်သွားကြပါတယ်။အဲ့ဒီနောက်မှာတော့မိုးခါလည်းရှစ်ချီဟာသူ့ရဲ့တရားဝင်ဇနီးဖြစ်တဲ့အကြောင်းပြောလိုက်ပါပြီ။ နောက်တော့သူရဲ့အိမ်ကိုဖိတ်ခေါ်လာပြီးမကြခင်မှာပဲရှစ်ချီလဲကုမ္ပဏီကြီးတစ်ခုရဲ့ယာတုငယ်လေးတစ်ခုမှာဝင်ရောက်လောက်ကင်ခဲ့ပါတယ်။သူမရဲ့လှုပ်ဖွဲ့ကင်မဲ့တယောက်ကတော့တတိတယောက်ရဲ့မင်္ဂလာပွဲအတွက်ငွေချေးဖို့ပြောရကနေသူမနဲ့ရှစ်ချီတို့လည်းပြဿနာဖြစ်ကြပြီးအဲ့ဒီအချိန်မှာပဲတတိအစ်စ်ဖြစ်လာတဲ့မိုးကိုမြင်ရပြီးတဲ့နောက်လှုပ်ဖို့ကင်ဘတ်အမျိုးသမီးလေးသူ့ရဲ့ဇနီးဖြစ်ချင်လာခဲ့ပါတယ်။ ဒီလိုနဲ့ညနေခင်းမှာတော့ရှစ်ချီနဲ့အချိန်ပိုမလုပ်ဘဲရုံစင်းဖို့လုပ်နေတော့သူမရဲ့လှုပ်ဖို့ကံဘက်ကရှစ်ချီကိုပြစ်တင်ပြောဆိုလိုက်ပါတယ်။ဒါပေမဲ့ရှစ်ချီကတော့အလုသမားဥပဒေပြလိုက်ရင်ပုံမှန်မဟုတ်တဲ့အလုအချိန်အတွက်သူမအနေနဲ့လိုက်နာစရာမလိုဘူးလို့ဆိုပါတယ်။ဒါပေမဲ့လည်းလှုပ်ဖို့ကံဘက်အမျိုးသမီးကတော့အမိုက်ပုံးသွန်ပေးလို့ရှစ်ချီကိုပြန်ပြောလာပြီးရှစ်ချီကလည်းလှုပ်ဖို့ကံဘက်အမျိုးသမီးရဲ့စပွဲပေါ်အမိုက်တွေသွန်ချလိုက်ပါတယ်။ဒီလိုနဲ့ပဲသူတို့လည်းနောက်တစ်ခါစကားများကြပြန်ပြီးဒါကိုမြင်သွားတဲ့မိုးလည်းရှစ်ချီရဲ့အရေးချင်းကိုစမ်းတက်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ရှစ်ချီလဲမိုးချုပ်တဲ့အထိယုံမနေရပြီ။သူမလဲပင်မလွန်းတာကြောင့်အိပ်ပျော့သွားချိန်မှာတော့လုပ်ငန်းပေါ်အမျိုးသမီးလဲသူမရဲ့စားရွက်စားတန်းတွေကိုတစားစီစုပ်ဖြဲပစ်လိုက်ပါတယ်။ဒါနဲ့ပဲရှစ်ချီလဲကြိုတင်ပြင်ဆင်ထားတဲ့စားသားတွေမပါပဲကုမ္ပဏီရဲ့အလှကုန်ပစ္စည်းကိုဓာတ်ရိုက်ထုတ်လွှင့်ရောင်းချပေးနေရပါတယ်။အဲဒီနောက်မှာတော့လုပ်ဖို့ကိုင်းမအမျိုးသမီးကလဲသူမကိုအိမ်ပြန်ပို့ပေးဖို့မူခောက်တောင်းဆိုပါတယ်။ဒါပေမဲ့မူခောက်ကတော့သူ့ရဲ့ကားဟာဇနီးဖြစ်သူတဦးတည်းသာလိုက်ပါစီးနင်းလိုက်တဲ့အကြောင်းပြောလိုက်ပါတယ်။ သူကလည်းဒီအမျိုးသမီးဟာလူသစ်တွေကိုအနိုင်ကျင့်ကြောင်းနဲ့စာရွက်စာတမ်းတွေကိုယူရချက်ရှိရှိဖျက်ဆီးခဲ့ကြောင်းသိနေပါဗါးဒါကြောင့်မိုးခါလည်းအဲ့ဒီအမျိုးသမီးကိုအလုထုတ်လိုက်ပြီးသူ့ရဲ့ယုံမှာထပ်မတွေ့ခြင်းဘူးလို့ပြောလိုက်ပါဗါးအဲ့ဒီနောက်မှာတော့ရှစ်ချီလို့ဇုံတွဲလဲအဲ့ဒီအမျိုးသမီးကိုထားခဲ့ရင်ကားမောင်းထွက်သွားပြီးနောက်နေမှာတော့ယန်ဆိုတဲ့လှုပ်ဖို့ကင်ဘတ်အမျိုးသမီးတယောက်နဲ့ထပ်ပြီးဆုံရပြန်ပါဗါး ရှစ်ချီလဲကျောင်းတော့ကရန်ဟာသူမကိုအနိုင်ကျင့်ထားတာပြန်လဲသတိရသွားပြီးသူမလဲအခွင့်အရေးရတော့လက်စားချေဖို့ဆုံးဖြတ်လိုက်ပါတယ်ရန်ရဲ့ထိုင်ကုန်ကိုကန်ထုတ်လိုက်ပြီးသူမဟာအရင်တော့ကလို့နှုံအားပြောညံ့တဲ့မိန်းကလေးတယောက်မဟုတ်တော့ကြောင်းပြောလိုက်ပါတယ်ရှစ်ချီလဲသူမကိုပားရိုက်လိုက်ရင်ရှစ်ချီဟာရန်လို့အနိုင်ကျင့်တယ်လို့ငုံယူပြောဆိုနေပြီးရှစ်ချီလဲသူမကိုကျောင်းမကလေးကအနိုင်ကျင့်တယ်လို့အခုလဲအနိုင်ပြန်ကျင့်မြန်ပြီလို့ဆိုပါတယ်မောခါလဲအခြေအနေကိုဝင်ရောက်ဖြန့်ပြေးပေးနေပြီမဲ့ဘသူကမှန်တယ်လဲဆိုတာသေချာမသိတာကြောင့်ပြဿနာတွေရှောင်လွှဲနိုင်ဖို့ရှစ်ချီကိုနှက်ရက်လောက်အနာပေးလိုက်ပါတယ် ရှီချီကလည်းသူမရဲ့ခင်မုံကသူမရဲ့စကားကိုမယုံကြည်ကြောင်းနားလည်လိုက်ပြီးရန်ကလည်းအဲ့ဒီအခြေအနေကိုအခွင့်အရေးယူရင်းပြဿနာဖြစ်အောင်ရန်ဆားလိုက်ပြီးသူမကိုအဆက်ခွဲဖို့ကြိုးစားလာပြန်ပါတယ်။ဒီလိုနဲ့ရန်နဲ့ငယ်ကြားရှီချီအလုပ်ပြန်လာချိန်မှလည်းရန်နဲ့သူမရဲ့လုပ်ဖို့ကိုင်မတွေကရှီချီကိုအလုပ်ထုတ်ပေးဖို့တောင်းဆိုကြပြန်ပြီးမိုးကလည်းပြဿနာကိုဖြေရှင်းပေးရပြန်ပါတယ်။ဒါပေမဲ့ဒီဒီချိန်မှာတော့သူကအဖြစ်မှန်တွေတီးထားတာကြောင့်ရှီချီဘက်ကကာကွယ်ပေးခဲ့ပြီးကျောင်းတော်ကရှီချီကိုအနိုင်ကျင့်ခဲ့တဲ့ရန်ရဲ့ဗီဒီယိုတွေကိုဖြန့်ချလိုက်ပါတယ်။ အဲဒီနောက်မှာတော့ရန်လဲ drive တဲကတက်သွေတွေကိုဖျောက်ပြက်ဖြစ်ဖို့စူးစမ်းသေးပြီးမယ်မိုးက data တွေအများပြားကူးယူထားပါတယ်။နောက်ပြီးအခု video တွေကိုလည်းသူမနဲ့လက်ထက်မဲ့အမျိုးသားစီပြလိုက်ရင်လက်ထက်ပွဲပြတ်သွားနိုင်မယ်လို့ပြန်ပြောပါရတယ်။အဲဒီအပြင် DVD တွေကိုလူတွေအားလုံးစီဖြန့်လိုက်မှာကြောင့်သူမနေတဲ့နောက်ထပ်လက်တွဲပေါ်ရဖို့ရောအလုတ်သစ်ရဖို့ရောမဖြစ်နိုင်တော့ဘူးလို့ဆိုပါရတယ်။ဒီလိုနဲ့ရန်လဲရှစ်ချီကိုအကြိမ်တောင်းပန်ခဲ့ရပြီးရန်အနေငယ်အကြာမှာတော့သူမရဲ့အမျိုးတွေကအိမ်ကိုအလဲလာမယ်ဆိုတာသိလိုက်ရပါတယ် မိုးကလည်းသူမကိုတမိုးကြီးကားတစီးနဲ့ဇိန်ခမ်းဟိုတယ်တစ်ခုပေးလိုက်ပြီမယ်သူမကတော့ညင်းဆန်ခဲ့ပြီးဆွေမျိုးတွေနဲ့တွေ့တဲ့အချိန်မှာတော့ဟိုတယ်မှာအခန်းလို့ရှိသေးတဲ့အကြောင်းသိလိုက်ရပါတယ်ကံကောင်းစွာနဲ့ပဲဟိုတယ်မန်နေဂျာကသူမကိုတပုံတွေကတဆင့်မှတ်မိသွားတာကြောင့် VIP အခန်းရသွားခဲ့ပြီးပြဿနာလည်းပြေလည်သွားခဲ့ပါရယ်။ရှီချီရဲ့အမကတော့ဒါဟာသူမရဲ့လူချမ်းသာခင်မွန်ကြောင်းလို့ထင်မှတ်ခဲ့ပြီးညရောက်တဲ့အချိန်မှလည်းဟိုတယ်ကသူတို့ကိုအထူးညားစာစာပွဲပြင်ဆင်ပေးခဲ့ပါရယ်။ ရှိချီအမကလည်းအဲ့ဒီအချိန်ထိဒါကသူမရဲ့ယောက်ျားကြောင့်လို့အခုလိုဆက်ဆက်နေတယ်လို့ယုံကြည်နေတာပါ။အဲ့ဒီအပြင်သူတို့ဟာဆွေမျိုးတွေကြားမှာဘယင်တွေလို့ယုံကြည်ရင်မတူမတန်ဆက်ဆက်နေကြပြီးတန်မိုးကြီးအရက်တွေနဲ့အစားအစာတွေမှားယူစားတောင်းနေကြပါရဲ့။နောက်ပြီးရှိချီကိုလည်းအရှက်ရအောင်ပြောဆိုနေတာကြောင့်ရှိချီနဲ့အမဖြစ်သူတို့လည်းစကားများကုန်ပြီးဝိုင်းကွက်ကလည်းအမဖြစ်သူပေါ်ဖိတ်ဆင်သွားပါရဲ့။အမဖြစ်သူကလည်းအဝတ်အစားပျက်စီးကုန်တဲ့အတွက်ယောက်ျားတောင်းနေကြပြီးအဲ့ဒီအချိန်မှာပဲမိုးလည်းနေရာကိုရောက်လာပြန်တာကြောင့်သူကပါစင်းရဲတာအမှန်နဲ့စော်ကားပြောဆိုပြန်ပါရဲ့။ နောက်ပြီးသူမခင်မွန်းဖြစ်သူရဲ့ company project အကြောင်းကိုကြားတဲ့အချိန်မှာတော့မိုးကလည်းဖုန်းဆက်ရင် project ဆက်ဖို့ပြောလိုက်ပါတယ်ခဏကြာမှပဲအမားဖြစ်သူရဲ့ခင်မွန်းစီကိုလည်း project နဲ့ပတ်သက်လို့အကြောင်းကြားဆက်သွယ်လာတယ်လို့မိုးဟာဒီ project ကိုတာဝန်ယူမဲ့တတိဖြစ်တဲ့အကြောင်းသိရတာကြောင့်အရှိကပြောခဲ့တာတွေဟာစားနောက်တာဖြစ်တဲ့အကြောင်းပြောပြီးပြန်လည်တောင်းပန်ပါတယ်ဒါပေမဲ့မိုးကတော့စကားနားမထောင်ပဲရှစ်ချီနဲ့သူမရဲ့အမေကိုခေါ်ထုတ်သွားလိုက်ပြီးအဲဂျိုဝန်ထမ်းကလည်းသူတို့မှားယူထားတာတွေမိုးစီစဉ်ပေးထားတဲ့စီးရင်ထဲမှာမပါဝင်တာကြောင့်ကြားတဲ့ငွေပေးဆောင်မှုရှစ်ချီအမကိုပြောလာခဲ့ပါတယ်။ အဲ့ဒီကြားတဲ့ငွေပမာဏတီးရတဲ့နောက်မှာတော့သူတို့လည်းရှိသမျှပတ်စံကုံလူနီးပါးဖြစ်တော့မှတီးရပြီးတုံ့လှုပ်သွားကြပါရယ်။ရန်အနေငယ်ကြမှာတော့ရှစ်ချီတဲ့အလုတ်ကိုထွက်လာတော့တန်ရှင်းအမျိုးသမီးကြီးကအကူကြီးလာတောင်းတာနဲ့ပလင်းကိုနေပါတဲ့အဲ့ဒီအိတ်ကိုကုသဲပေးလိုက်ပါရယ်။အဲ့ဒီအချိန်မှာပဲရှစ်ချီကိုနုံဆိုတဲ့အတီးတယောက်ကတွေးသွားပြန်ပြီ။သူမှလည်းရှစ်ချီကိုဆင်းရဲချိုးတဲ့တဲ့သူလို့ထင်းသွားပြန်ပါရယ်။ခဏအကြာမှာတော့ရှစ်ချီလည်းအလုတ်လုတ်ပုံမကောင်းတာကြောင့်အဆုခံနေရပြီးနုံကပဲသူမကိုမန်နေဂျာရှေ့မှာကာကွယ်ပေးခဲ့တယ်လို့နုံရောရှစ်ချီပါတန်ငွေရိုက်ခံလိုက်ရပါရယ်။ ရှစ်ချီကတော့နှုံရဲ့ဒန်းကြီးအတွက်ပတ်စံပြန်ပေးမယ်လို့ပြောလာပေမယ့်လေနှုံကတော့ရှစ်ချီကဆင်းရဲတယ်လို့ထင်နေတဲ့အတွက်ညင်းပယ်လိုက်ပြီးရှစ်ချီလည်းသူမရဲ့တငယ်ချင်းမသိအောင်တခြားနီလန်နဲ့ကျေးဇူးဆပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်မိုးကတော့မန်နေဂျာကိုဒေါ်လာတန်း20တန်း project ပေးလိုက်ပြီးမန်နေဂျာကတော့ဥက္ကဋ္ဌချပေးတဲ့ project မှာအလုပ်သမားတက်တွေခေါ်ရင်းသူမကိုယ်တိုင်ဦးစီးချင်နေပါတယ် ။သူမလည်းအလုံသမားတစ်တွေကိုအမျိုးမျိုးပညာပြနေတော့အဲ့ဒီအချိန်မှာပဲမိုခါလည်းသူ့ရဲ့ဇနီးနဲ့အတူရောက်လာပါတယ်။အဲ့ဒီနောက်မှာတော့မန်နေဂျာလည်းအလုံသမားတွေကိုမမျှတာနဲ့မောင်းမစွာဆက်ဆံတဲ့အတွက်ယာတုကနေထုတ်ပယ်ခံလိုက်ရပြီးရှစ်ချီလည်းသူမဟာဆင်းရဲသူမဟုတ်ကြောင်းပြန်ပြောပြရင်နှွားိုက်ကိုငွေကြေးကူညီပေးရစေလို့ကမ်းလှမ်းလိုက်ပါတယ်။ဒီလိုနဲ့တရမှာတော့မိုကသူ့ရဲ့ဇနီးကိုတက်လီကားနဲ့နမ်းဖို့လုံနေတော့ဂျင်းဆိုတဲ့လက်ဖော့ကိုင်မအမျိုးသမီးတယောက်ကဒါဝင်မြင်သွားပြီးသူတို့ကလင်မယားတွေမှမသိတာကြောင့်အဲ့ဒီအမျိုးသမီးလဲဥက္ကဋ္ဌမိုကိုမိမရှုပ်သူလို့ထင်သွားပြီးမြှုပ်ဆွဲဖို့လုပ်လာပါတယ် ပေမဲ့မိုးကတော့သူ့မကိုအတိမတ်မပြူတာကြောင့်ရှစ်ချီရဲ့အဝေစားကိုသွားဝေဖန်ပြီးမိုးကလည်းရှစ်ချီကိုရုံကန်နဲ့ဆင့်ခေါ်လိုက်ပါတယ်။ဒါပေမဲ့မိုးကရှစ်ချီကိုနမ်းဖို့လုံနေပြန်ပြီးရုံကန်နဲ့ဝင်လာတဲ့ချင်းကလည်းဒါအုံမြင်တွေ့သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ရှစ်ချီကိုပကြီကားတွေရွှေပြောင်းပြီးပို့တောင်းဝင်ပေးလိုက်ပြီးအမြဲတမ်းပြဿနာတက်နေရတဲ့ရှစ်ချီလည်းဒီကြိမ်မှာတော့လမ်းကူးနေတဲ့အမျိုးသားတအုပ်ကိုကားနဲ့တိုက်မိမလို့ဖြစ်သွားပြန်ပါတယ်။အဲ့ဒီအချိန်မှာပဲဂျင်ကလည်းကားတွေကပကြီကားတွေကိုအလစ်တုပ်သွားခဲ့ပြီတကယ်တော့အဲ့ဒီအမျိုးသားကိုလည်းဟန်ဆောင်မတော်တဆဖြစ်ပေးဖို့ဂျင်ကအကူအညီတောင်းထားတာဖြစ်ပါတယ် နောက်တော့ရှစ်ချီနဲ့ပကြီးကားတွေခိုးရောက်နေလို့ဆွဆွဲခံရပြီးရှစ်ချီနဲ့ဂျက်တိုလည်းစကားများနေတော့မိုးလည်းဝင်ရောက်ဖြန့်ဖြင်းဂျင်းရဲ့အလိညာတွေကိုဖောက်ထုတ်နိုင်ခဲ့ပါတယ်။တကယ်တော့အဲ့ဒီပကြီးကားဟာတန်မိုးကြီးပကြီးကားမဟုတ်ပဲသူတို့ရဲ့မင်္ဂလာပွဲကပုံတူပကြီးကားဖြစ်နေပြီးမိုးခါလည်းဂျင်းကိုအလုထုတ်လိုက်သလိုရှစ်ချီကလည်းသူ့မကိုစောကားတဲ့အတွက်လက်စားချေခြင်းနဲ့အနေနဲ့ဂျင်းကိုပိုင်းရိုက်လိုက်ပါတယ်။နောက်တနေ့မနက်မှာတော့ရှစ်ချီလည်းစားစရာဝယ်နေအဖိုးတို့ပတ်ဆက်မရှိတော့တာကိုမြင်ရပြီးသူမလည်းအဖိုးအတွက်ငွေရှင်းပေးဖို့လုပ်ရင်းဝန်ထမ်းကပ်ဖြုတ်ကြသွားခဲ့ပါတယ်။ အဖိုးကလည်းရှစ်ချီရဲ့ဝန်ထမ်းကပ်ပေးဖို့ကုမ္ပဏီထိရောက်လာပြီးကုမ္ပဏီကအထက်အရာရှိကအနိုင်ကျင့်ပြောဆိုတာကြောင့်ရှစ်ချီလည်းအဲ့ဒီအမျိုးသားကအစမ်းခန့်တဲ့သူဖြစ်ကြောင်းပြောရင်လူတယောက်ကိုဆင်းရဲချမ်းသာကြည့်ပြီးဝေဖန်ဆုံးဖြတ်တာဟာမတရားတဲ့အကြောင်းပြောလိုက်ပါတယ်။အထက်အရာရှိကတော့အလုံးမအလွဲချော်ဖြစ်ရင်နှစ်ယောက်စလုံးအလုပ်ထုတ်ခံရမယ်လို့ပြောလိုက်ပြီးခဏအကြာမှာတော့အထက်အရာရှိချပေးတဲ့အလုပ်ကိုအဖိုးကမလုပ်တတ်တာကြောင့်ရှစ်ချီလည်းသူ့ကိုကူညီပေးခဲ့ပါတယ်။တကယ်တော့အဖိုးဟာဒီအလုပ်ကိုကျွမ်းကျင်ပေမဲ့ဟန်ဆောင်နေတာပါ။ ခနာကြမှာတော့အထက်ရရှိကရှစ်ချီလှုပ်ထားတာကိုသူမလှုပ်ထားတာလို့လိမ့်ကြတာကြောင့်ရှစ်ချီလည်းအမှန်ကိုထုတ်ဖော်ပြောဆိုရင်အဖိုးကိုလည်းနေရာကိုရောက်လာပြီးပြဿနာလည်းပြီးဆုံးသွားပါတယ်။တကယ်တော့အဲ့ဒီအဖိုးကအလုံးအသိမဟုတ်ပဲသူတို့ကုမ္ပဏီရဲ့စီးပွားရေးမိဖတ်တူဖြစ်ပြီးခနာကြမှာတော့အဖိုးကိုလည်းသူ့မီးနဲ့ရှစ်ချီကိုမိတ်ဆက်ပေးလိုက်ပါတယ်။အဲ့ဒီနောက်သူ့ရဲ့မီးကလည်းတခြားသူမဟုတ်ပဲသူမရဲ့ခင်မွန်းဖြစ်နေပြီးရန်အနေငယ်အကြမှာတော့မိုးကရှစ်ချီကိုမွေးနေ့လက်ဆောင်အနေနဲ့တန်ဖိုးကြီးကတစည်းဝယ်ပေးလိုက်ပါတယ်။ ကာအယောင်ပြကံမှာတော့ရှေချီကရီစာဟောင်းကိုကောင်မလေးအစ်တနဲ့တွေးလိုက်ရပြီးရီစာဟောင်းကတော့ရှေချီဟာဆင်းရဲတာကြောင့်တမိုးကြီးကတွေဝယ်နိုင်မှာမဟုတ်ဘူးလို့ထင်ပါတယ်။အဲဒီအပြင်သူကရှေချီဟာအယောင်ဝင်တယ်လို့ထင်နေပြီးမန်နေဂျာကလည်းရှေချီဟာကားရဲ့ပန်းရှင်ဖြစ်ကြောင်းနဲ့ဒူမိုက်ခင်မွန်ဟာဥက္ကဋ္ဌမိုးဖြစ်တဲ့အကြောင်းဝင်ပြောလာပါတယ်။ဒါပေမဲ့မိုးကနိုင်ငံရဲ့အချမ်းသာဆုံးတတိဖြစ်တာကြောင့်ရီစာဟောင်းကလည်းရှေချီကသူ့ကိုလိန်ပြောတယ်လို့ထင်ပါတယ်။ ဒီလိုနဲ့ညနေခင်းမှာတော့ရီစာဟောင်းကသူတို့ကုမ္ပဏီနှစ်ခုကြားကစားချက်ကိုလက်စားတက်ပေးဖို့ပြောရင်မိုးရဲ့ဇနီးအတွက်ကားတစ်စီးလက်ဆောင်ပေးလိုက်ပါတယ်။ရှစ်ချီကမိုးရဲ့ဇနီးမန်တီးရတဲ့အချိန်မှာတော့ရီစာဟောင်းနဲ့ရှစ်ချီကိုတောင်းပန်ရပြီမဲ့နောက်ကျသွားခဲ့ပြီးမိုးကတော့သူတို့စားချက်ကိုပယ်ချရင်ပြိုင်ဘက်ကုမ္ပဏီကသာအလုပ်တွဲလုပ်သွားဖို့ရွေးချယ်သွားခဲ့ပါတယ်။ဒီလိုနဲ့ညဘက်မှာတော့မိုးလည်းသူ့အတော်မကြခင်ရောက်လာလိုက်မယ်လို့ရှစ်ချီကိုပြောလိုက်ပါတယ်။မနက်မိုးလည်းတဲ့အချိန်မှာတော့သူမှလည်းတိုက်ခန်းကိုရှင်းလင်းထားရင်ရှစ်ချီဟာအတော်ရှိမှအိမ်တော်ရှိမှကောင်းတယောက်အဖြစ်အိမ်တန်ရှင်းကိုဟန်ဆောင်လုပ်ခဲ့ပါတယ်။ ရှစ်ချီလည်းမချက်ပြုတ်တက်တာကြောင့်မိုးကသူမကိုကူညီပေးရပြီးညာရောက်တဲ့အချိန်မှာတော့အတော်ဖြစ်သူလည်းရှစ်ချီအတွက်လက်ကောက်တကွင်းလက်ဆောင်ပေးခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့မိုးကအရေးကြီးအဲ့တဲ့တရားကိုအဲ့ကြိုပေးဖို့ရှစ်ချီကိုအကူအညီတောင်းထားပြီးရဂဘတ်ကလည်းရှစ်ချီဟာဆင်းရဲတဲ့သူလို့ထိမိတာကြောင့်မတူသလိုမတန်သလိုဆက်ဆံခဲ့ပါတယ်။အဲ့ဒီအပြင်မိုးကလည်းသူမကိုသာဂယူးဆိုင်နေတယ်လို့ယုံကြည်နေပြီးရှစ်ချီကိုလည်းမိုးနဲ့အပြန်အလှန်နှုတ်ဆက်နေတဲ့အတွက်စိတ်ဆိုးနေကြပါတယ်။ညဘက်စူပေးပွဲအခမ်းအနားမှာတော့မိုးကရီကဘာဟာ သူမရဲ့မာနာထောင်လွှားမှုကြောင့်ပြိုင်ပွဲမှာအနိုင်မရခဲ့ကြောင်းနဲ့ရှစ်ချီကသူလက်ထက်ထားတဲ့အမျိုးသမီးဖြစ်တဲ့အကြောင်းကြေညာလိုက်ပါတယ်။အဲဒီနောက်မှာတော့ရှစ်ချီလည်းသူမကိုတထည့်ရဲ့ဇနီးမလူတွေမသိစေချင်တာကြောင့်တခြားကုမ္ပဏီတစ်ခုမှအလုပ်သွားလုပ်နေပြီးရုံအသစ်ကိုရောက်လာချိန်မှာတော့သူမအကြောင်းမသိသေးတဲ့ Mofo ဆိုတဲ့လှုပ်ဖို့ကင်ဘတ်အမျိုးသမီးတူကအတင်းဖြင်းပြောတာကြားလိုက်ရပါတယ်။ရှိချီရဲ့ပတ်စံကမိုဖိုးရဲ့အိတ်နဲ့စင်တူတာကြောင့်သူမအကြောင်းမသိတဲ့သူတွေလည်းရှိချီဟာအိတ်အတူဝယ်ပြီးချမ်းသာဟန်ဆောင်တယ်လို့ဆွဆွဲနေပါတယ်။ ဒါနဲ့ပဲရှစ်ချီလဲ QR code ဖတ်ပြရင်သူမရဲ့အိတ်ဟာအစ်စ်ဖြစ်ကြောင်းနဲ့ Mofo ရဲ့အိတ်ကသာအတုဖြစ်ကြောင်းသက်သေပြလိုက်ပြီး Mofo ကလည်းသူမဟာမိုးရဲ့ဇနီးဖြစ်တယ်လို့ဆိုလာပါတယ်ရှိချီကလည်းဒါကိုအတီးပြူပြို့လှုပ်ဖို့ကိုင်းမတွေကိုအိမ်အလေခေါ်ဖို့တောင်းဆိုလာပြန်ပြီရန်အနေငယ်အကြံမှာတော့မူဖိုကအိမ်အလေဖိတ်ခဲ့ပြီးရှစ်ချီလည်းသူတို့အိမ်တော်ဟာဘလို့လို့မူဖိုမှာရှိနေတယ်လဲလို့စဉ်းစားမရဖြစ်ခဲ့ပါတယ်အဲဒီနောက်မှာတော့သူတို့စကားများနေတော့မူလည်းအိမ်ထဲရောက်လာပြီးတကယ်တော့အဲ့ဒီအမျိုးသမီးဟာမူရဲ့အိမ်မှာတန်ရှင်းလေးလုပ်နေတယ်သူမရဲ့အမေစီကတော့ခိုးသွားမှန်းသိလိုက်ရပါတယ် ရှေ့ကြီးလည်းပြက်စီးသွားတဲ့သူမရဲ့အိတ်အတွက်အယောတောင်းလိုက်ရပြီးသူတို့မှလည်းအဲ့လောက်ပတ်စံမရှိတာကြောင့်အမေဖြစ်သူလည်းမူဖို့ကိုရိုင်းနှက်ဆုံးမခဲ့ပါရယ်နောက်နေ့မှာတော့ရှေ့ကြီးလည်းလမ်းမှာရံဖြစ်နေတဲ့ဇုံတွေတွေကိုတွေ့ရပြီးကောင်မလေးဘက်ကဝင်ရောက်ကူညီပေးလိုက်ရင်အဲ့ဒီနောက်မှာတော့သူမဟာရှေ့ကြီးရဲ့လှုပ်ဖို့ကံပဲအတမန်သိလိုက်ရပါရယ်သူတို့ရဲ့အထက်အရာရှိကတော့နှစ်ကြိမ်ကွာရှင်းခဲ့တဲ့ single mother ဖြစ်ပြီးအဲ့ဒီအမျိုးသမီးကိုလှောင်ပြောင်ပြောဆိုတာကြောင့်ရှစ်ချီလဲသူမဘက်ကကာကွယ်ပြောဆိုပေးခဲ့ပြီးဒါကိုမကျင်တဲ့အထက်အရာရှိကလည်းသူတို့ကိုခက်ထန်တဲ့တာဝန်တွေပေးလိုက်ပါတယ် ဒါပေမဲ့သူတို့ကတော့ဒါကိုလှုပ်ဆောင်နိုင်ခဲ့ပြီးသူတို့ချင်းအတော်လေးခင်းမင်းသွားကြပြီးကုမ္ပဏီကလည်းဟိုတယ်မှာကျင်းမာတဲ့ဂုဏ်ပြုပွဲမှာသူတို့ကိုဖိတ်ကြားလိုက်ပါတယ်။အထက်အရာရှိကမိန်းကလေးတွေအစားသူမတက်ရောက်ချင်းနေတာကြောင့်သူတို့ကိုဝင်ခွင့်မပေးခဲ့ပေမဲ့အဲဂျိုမှာလှုပ်တဲ့သူမရဲ့ခင်မွန်ကသူမကိုပါဇက်ပိတ်ထားဖို့ပြောရင်တကယ်တော့ single mother ဟာစည်ရဲနွမ်းပါသူမဟုတ်ပဲသူတို့ဟိုတယ်ရဲ့ share အများဆုံးသူဖြစ်နေခဲ့ပါတယ်။သူမရဲ့ခင်မွန်ဟောင်းတွေကလုပ်ငန်းရှင်ကြီးတွေဖြစ်တယ်လို့သူမအတွက်ဘီလီယံချီတဲ့ငွေကြေးနဲ့နိုင်ငံတော်ကဟိုတယ်အမြောင်များချမ်းထားခဲ့တာပါ။ ဒါပေမဲ့သူမကပြင်းနေတာကြောင့်အလုတ်ဝင်လောက်ခဲ့တာဖြစ်ပြီးရှစ်ချီးကလည်းဖော်ရတာကြောင့်ခင်မင်းခဲ့တယ်လို့ကျေးဇူးတင်တဲ့အနေနဲ့ရွှေချောင်းလက်ဆောင်ပေးလိုက်ပြီးအထက်အရာရှိဇုံတွေကိုလည်းအလုတ်ထုတ်လိုက်ပါတယ်။အလုံနဲ့အသေးရောက်လာတဲ့အထက်အရာရှိဆူပင်းကိုတွေးပြီးတဲ့နောက်သူမလည်းရှစ်ချီးရဲ့တငယ်ချင်းဟောင်းလီလီနဲ့အတော်လေးစင်တူတာကိုတတိထားမိပြီးသူမရဲ့အဆိုအရလီလီနဲ့ဆူပင်းတို့ဟာအမွှာညီမတွေဖြစ်ကြပါတယ်။လောက်ဖော့ကင်ဘတ်တယောက်ကလည်းရှီချီကိုတာဝန်ကြီးတဲ့အလုပ်တစ်ခုပေးလာပြီးတငယ်ချင်းရဲ့အကူအညီနဲ့ရှီချီလည်းအဆင်ပြေသွားခဲ့ပါတယ်။ ဓမ္မနတ်မှာတော့ခတ်ဝဝလှုပ်ဖို့ကိမ့်မှာအမျိုးသမီးဟာသူမရဲ့ bonus ကိုပါယူဖို့လောက်တာကြောင့်ရှစ်ချီနဲ့စကားများခဲ့ကြပြီးစယူပင်းလည်းအဲ့ဒီအမျိုးသမီးဟာဒီလိုမျိုးခတ်ခဲတဲ့အလုပ်မျိုးမလုပ်မှန်းသိတာကြောင့်လိန်နေနေတဲ့အတွက်အလုပ်ထုတ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့စယူပင်းလည်းသူမဟာလီလီနဲ့တယောက်တည်းဖြစ်ကြောင်းဝန်ခံခဲ့ပြီးမိုးရဲ့အမေကတော့သူ့သားနဲ့ကွာရှင်းပေးရင်ဒေါ်လာ၅သန်းရောချေးပေးမယ်လို့ပြောလာပါတယ်။ဒါပေမဲ့ရှီချီကလက်မခံတာကြောင့်သူတို့လည်းအခြေတင်ဖြစ်လာပြီးလမ်းမော်ထွက်လာတဲ့အချိန်မှာတော့ရှီချီကလည်းထွက်ပြေးလာတဲ့တခုတစ်ယောက်ကိုဖမ်းဆီးပေးလိုက်ပါတယ်။ လုံကြုံကြီးတွေလည်းတရားခံကိုမိသွားကြပြီးမိုးရဲ့အမေဟာခါနာနေမှန်းသိရတာကြောင့်ရှစ်ချီလည်းသူ့မကိုအိမ်ပြန်ပြလိုက်ပို့ပေးခဲ့ရပါတယ်။မိုးရဲ့အမေအိမ်မှာတော့မိုးရဲ့ငယ်တငယ်ချင်းမှရောက်နေပြီးတကယ်တော့သူ့မဟာမိုးကိုကလေးဘွားတွေကသဘောကျနေကြတာပါ။သူ့မလည်းမိုးဟာဇနီးမှန်းသိပေမဲ့မိုးကယူဆိုင်လာအောင်အမျိုးမျိုးဆွဲဆောင်နေခဲ့ပြီးမိုးရဲ့အမေကတော့သူ့မကိုအတင်းကျပ်အိမ်ပြန်ခိုင်းလိုက်ပါတယ်။သူမဟာရှစ်ချီရဲ့စိတ်ထားကောင်းပြီးခင်မင်စရာကောင်းတဲ့ပုံကိုတီးသွားတာကြောင့်အခုအချိန်မှာတော့ရှစ်ချီရဲ့ရောက်ခမဖြစ်သူတို့လည်းအဆင်ပြေသွားကြပါပြီ။ ဒီလိုနဲ့ရန်အနေငယ်အကြောင်းမှာတော့ရှစ်ချီလဲ10နှစ်လောက်ကွဲကွာနေတဲ့အကြောင်းတော့တငယ်ချင်းတွေနဲ့ပြန်လဲတွေးဆောင်နေကြပြီးသူတို့ဟာချမ်းသာလာဖို့အိမ်မက်တွေရှိပေမဲ့တငယ်ချင်းဖြစ်သူရဲ့စပိန်အဟောင်းနဲ့အဝိစားတွေကြောင့်သူမရဲ့တငယ်ချင်းဟာမချမ်းသာသေးဘူးဆိုတာသိလိုက်ရပါတယ်။ဒီတော့ရှစ်ချီလဲတငယ်ချင်းဖြစ်သူကိုအားမငယ်စေဖို့ဒရိုင်ဘာကိုကားပြန်သွားယူဖို့ပြောလိုက်ပြီးသူမရဲ့တမ်ဘိုကြီးအဝိစားတွေကိုလည်းတမ်မန်အဝိစားတွေနဲ့လဲလဲဝစ်ဆင်ပေးလိုက်ပါတယ်။ရှစ်ချီလဲသူမရဲ့တငယ်ချင်းကိုစားတော့ဆိုင်တစ်ခုမှဝဲကျွေးလိုက်ပြီးသူမဟာဒီဆိုင်မှာစပွဲတို့လုံနေတာလို့လိမ့်ပြောလိုက်ပါတယ်။ အရင်နောက်မှာတော့တငယ်ချင်းဖြစ်သူမသိအောင်တိုက်တဆိတ်ငွေရှင်းပေးလိုက်ပြီးခဏအကြာမှာတော့ရှေ့ချီလဲစီးပွားဘက်တယောက်နဲ့ညှိနှိုင်းဆွေးနွေးဖို့ထွက်လာခဲ့ပါတယ်။အဲဒီသူကတော့တခြားသူမဟုတ်ပဲသူမရဲ့တငယ်ချင်းမခီယာဖြစ်ပြီးသူတို့တငယ်ချင်းနှစ်ယောက်လဲတယောက်နဲ့တယောက်အမှန်တိုင်းဝန်ခံလိုက်ရပါတယ်။ရသက်ဘက်အနေငယ်အကြာမှာတော့ရှေ့ချီကတငယ်ချင်းတွေနဲ့စားတောင်းရင်မိုးကသူမကိုကွာရှင်းလာလိမ့်မယ်လို့ထင်မြင်မိတဲ့အကြောင်းဆိုလာပါတယ်။မိုးဟာသူမရဲ့ကိုယ့်ရုပ်ကာယအပြုမှုတွေကြောင့်စိတ်ပြတ်နေလောက်ပြီးလို့ရှေ့ချီကယူဆနေတာကြောင့်တငယ်ချင်းတွေကလည်းသူမကိုဝိုင်းဝန်းနှစ်သိမ့်ပေးခဲ့ရပါတယ်။ တကယ်တော့သူမရဲ့တငယ်ချင်းကလည်းမိုးနဲ့စကားအပြောဆိုရှိတာကြောင့်ရှစ်ချီစိတ်ဖို့တလို့ဖြစ်မလာမှန်းတိတာနေခဲ့ပါတယ်။သူမမသိတာကတော့မိုးကသူမကိုလက်ထပ်ခွင့်တောင်းဖို့စီစဉ်နေတယ်ဆိုတာပဲဖြစ်ပြီးမတော်ဆလက်ထပ်မိတာမျိုးမဟုတ်ပဲအစီစဉ်တကြလက်ထပ်တာမျိုးဖြစ်စေခြင်းခဲ့ပါတယ်။အဲဒီနောက်မှာတော့မိုးလည်းရှစ်ချီစီရောက်လာပြီးသူတို့ရဲ့ဓာတ်ပုံအယ်ဘမ်နဲ့လက်ထပ်ခွင့်တောင်းတဲ့လက်စွပ်တွေမှာကပဲအိမ်တော့ကားတော့တွေနဲ့သူတို့ရဲ့ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေပါပေးအပ်လိုက်ပါတယ်။ မိုးကတကယ်လို့သူမသာသူနဲ့အတူတူရှိရင်အရာလုံးပေးနိုင်တယ်လို့ပြောလာပြီးရှစ်ချီလဲလဲထက်ခွင်ကိုသဘောတူလိုက်ရင်သူတို့နှစ်ယောက်လည်းနောက်တစ်ချိန်အမှန်တကယ်ပြန်လဲလက်ထပ်ပြီးဇလန်းလေးကလည်းအဲ့ဒီနေရာမှာပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ။